ဒီဇာကားထဲမှာတော့အန်တီနဲ့ဂိတ်ဟာမိဘတွေဖြစ်ပြီးဇိုရန်နဲ့ဂျေဆန်ကမောင်နှမတွေပါသူတို့မိသားစုကကယ်လီဖိုးနီးယားပြည်နယ်ဆန်တာခရုမြို့မှာရှိတဲ့ကမ်းခြေကိုအပန်းပြေခရီးထွက်လာခဲ့ပါတယ်နောက်နေ့ညရောက်တော့အင်ရှိကမလန်းမကန်းမှာဘာရဲ့ကြောင့်မမသိလူလေးယောက်ရောက်နေခဲ့ပါတယ်ဂိတ်ဟာအိမ်တော်ဦးစီးပြီးပြီးအဲ့ဒီလူလေးယောက်ကိုတွဲပြီးမောင်းထုတ်ပေးမယ်တပ်ဖက်ကဘာမှပြန်မလုပ်တာကြောင့်အိမ်ထဲပြန်ဝင်ပြီးရဲခေါ်ကထိုင်ဆောင်နေရပါတယ် ခဏကြတော့အိမ်ပြင်မှာရက်နေတဲ့အဲ့ဒီလူလေးယောက်ကတကွေးတပြားစီဖြစ်သွားပြီးအန်ဒီတို့အိမ်ထဲကိုဘယ်ဟာမှမသိတဲ့နေရာကနေဖောက်ဝင်လာခဲ့ပါတယ်။အိမ်နဲ့ရောက်တော့မှအပြင်မှာရက်နေတဲ့အဲ့ဒီလူလေးယောက်ကလည်းအန်ဒီတို့မိသားစုနဲ့ပုံစံတူလူတွေဖြစ်နေပါတယ်။ဒီပုံစံတူလူတွေကစကားတခုမှမပြောနိုင်ပဲအန်ဒီနဲ့တူတဲ့မိန်းမတစ်ယောက်ကပဲစကားပြောနေပါလေ။ဒါဆိုဒီပုံစံတူလူတွေကဘာလာလောက်တာလဲ။သူတို့ဘာလို့အနည်းငယ်ဝတ်စုံတွေဝတ်ပြီးကကြေးတွေကင်ထားရတာလဲ။ နောက်ပြီးဘာဖြစ်လို့အန်နီတို့မိသားစုနဲ့ရုပ်ချင်းဆင်တူနေရလဲကဲဒီတော့ထုံးစံအတိုင်းဇကားအကြောင်းအရင်မပြောခင်ဇကားတွေကဆက်ဆက်တွေးတောမယ်အကြောင်းအရာတွေကိုအရင်ပြောပြပေးပါမယ်အမေရိကန်နိုင်ငံရဲ့မြေအောက်ထဲမှာဥမေလန်ကောင်းမောင်များစွာရှိတာကြောင့်အစိုးရဟာအမေရိကန်ကလူအလုံးနဲ့ပုံစံတူလူများတနည်းအားဖြင့်အရေးပုံပွားတွေကိုလှုပ်ဝက်စွာထုတ်လုပ်ဆန်းသက်နေပါလေဒီရေးပုံပွားတွေကိုအစိုးရဟာ အန်ဒီရရှိတဲ့အလုပ်တွေမှာခိုင်းဖို့စီရင်မှာထဲ့သုံးဖို့ကိုရင်းအင်ကားတွေအစားထိုးကူတာဖို့နဲ့မြေပြင်ပေါ်ကလူတွေကိုသူတို့စိတ်ကြိုက်ထိန်းချုပ်ဖို့စတဲ့အတွေးတွေနဲ့တီးဆောင်နေပါလေ။ဒါပေမဲ့စီမံကိန်းကမအောင်မြင်ခဲ့ပါဘူး။မြေပြင်ပေါ်ကလူတွေဟာမူရင်းပိုင်ရှင်အစ်စ်ဖြစ်တာကြောင့်မြေအောက်ထဲကအရေးပုံပွားတွေနဲ့ထိန်းချုပ်ဖို့မလွယ်ကူခဲ့ပါဘူး။နောက်ဆုံးမှာတော့အစိုးရဟာဒီမြေအောက်ဥမင်စီမံကိန်းကြီးကိုလွယ်လွယ်နဲ့ပဲဆုံးပြစ်ခဲ့ပါလေ။ သူတို့မစွန့်ပစ်ခင်စတင်စမ်းသက်တုန်းကအဲ့ရိပ်ပုံဘွားတွေဟာမြေပြင်ပေါ်ကလူတွေအတိုင်းမြေရောက်တဲမှာလှုပ်ရှားဆောင်ရွက်ရပါလေ။နင်းနဲ့ထပ်ရှင်းပြရရင်မြေအောက်ကအရိပ်ပုံဘွားတွေရဲ့ခန္ဓာထဲမှာလည်းမြေပြင်ပေါ်ကလူဝစစ်ရဲ့စိတ်ဝိညာဉ်တွေရှိနေပါလေ။ဒါကြောင့်အပေါ်ကလူဝစစ် ထမင်းချက်ရင်အောက်ကအရိပ်ပုံဘွားကလည်းထမင်းလိုက်ချက်ရပါလေ။အစိုးမမှာပြောခဲ့သလိုအစိုးရဟာလက်လွတ်စပယ်စွန့်ပစ်ခဲ့တာကြောင့်မြေရောက်ထဲမှာလူကြီးရဲ့ဟာလေမြေပေါ်ကလူတွေအတိုင်းအဆမတန်တိုးပွားနေပါလေ။ ဒီလိုတွေဖြစ်ပြီး1986ခုနှစ်မှာအန်ဒီဟာစန်တာကရူကန်ဂျီကညာပွဲသေးကိုသူ့မိဘရင်နဲ့သွားခဲ့ပါလေ။သူမဟာ ကလေးပီပီရှောက်သွားရင်ကန်းချင်နာမှာရှိတဲ့ Vision Quest Find Yourself ဆိုတဲ့ကြေးမုံအင်ကြီးကိုတွေ့ရှိခဲ့ပါလေ။မိုးရီလည်းရွာလာတာကြောင့်သူဟာအဲ့ဒီတွေကိုဝင်သွားပြီးနောက်ခဏအကြာမှာသူ့နဲ့ပုံစံတူကောင်မလေးတစ်ယောက်ကိုတွေ့ခဲ့ပါလေ။သူမဟာအန်ဟုံးလုံးလို့ဘာမှမပြောနိုင်ဖြစ်နေချင်းတစ်ဖက်ကပုံစံတူကောင်မလေးက သူ့ကိုမြေရောက်ထဲမှာဖမ်းချုပ်ထားခဲ့ပါလေ။ဒီတော့အရေးပုံပွားအန်ဒီကမြေပြင်ပေါ်ကသူ့မိဘတွေစီမှာရောက်နေပြီးအန်ဒီအစ်စ်ကတော့မြေရောက်ထဲမှာပြိမိသွားခဲ့ပါလေ။နှစ်ပေါင်း30ကြာပြီးတဲ့နောက်မှာတော့အရေးပုံပွားအန်ဒီဟာမြေပြင်ပေါ်ကအရာတွေနဲ့နေသားကျသွားပြီးတော့မိသားစုတောင်ရှိလို့နေပါပြီ။ဒါဆိုရင်မြေရောက်ထဲမှာရောက်နေတဲ့အန်ဒီအစ်စ်ရရောဘာတွေဖြစ်နေလဲ။စကားထဲမှာတော့ဒိုင်းအကြီးပြောမထားပြင်မဲ့အန်ဒီဟာ ဒီမီအောက်ကလူတွေရဲ့ဘဝကိုစာနာနားလေသွားတာကြောင့်ဆန္နာခရုကန်းကြီးကညာပွဲသေးကိုမလာခင်မနက်ကတီဗီမှာကြည့်ခဲ့ရတဲ့ဟန်ခရော့စ်အမေရိကအတိုင်းမြေရောက်ထဲကတန်းပေါင်းများစွာသောအရေးပုံပွားတွေနဲ့အတူတူပြုလုပ်ဖို့အစီအစဉ်တွေဆွဲခဲ့ပါတယ်ဒါဆိုတော့ Han Across America ဆိုတဲ့ရန်မုံငွေရှာပွဲကြီးအကြောင်းကိုအရင်ပြောပြပေးပါမယ်။ Han Across America ကို1986ခုနှစ်မေလ25ရက်တနင်္ဂနွေနေ့မှာကျင်းပခဲ့ပါတယ်။ 1980ကျော်မှာအမေရိကန်ပြည်ထောင်စုအတွင်းစီးပွားရေးအဆင်ပြေပေမဲ့အထက်အောင်မညီမျှမှုကြောင့်ဆင်းရဲမွတ်တေမှုနှုန်းတွေမြင့်မားလာခဲ့ပါတယ်။ဒီလိုနဲ့အင်ချီယာမဲ့အရေးအတွက်ဟာတဖြည်းဖြည်းနဲ့တိုးဝှလာတာကြောင့်လူသားချင်းစာနာနားလည်နိုင်မှုလူတို့အစည်းအဝေးတစ်ခုကိုအစိုးရဟာဖန်တီးခဲ့ပါတယ်။ဒီပွဲဟာရန်မုံငွေရှာပွဲဖြစ်တာကြောင့်သတ်မှတ်ထားတဲ့ပမာဏဟာဒေါ်လာတန်း90ကနေတန်း100အတွင်းဖြစ်ပါတယ်။ပအဝင်ရမဲ့လူကြီးကို6တန်းအထိသတ်မှတ်ထားပါတယ်။ ီလူ6တန်းကလော့အိန်ဂျယ်လီမျိုးကနေစပြီးနယူးယောက်မှာအဆုံးသတ်မှာဖြစ်ပါတယ်။ဒီလူရှေ့လျားလာတဲ့လူတန်းကြီးကတယောက်လက်ကိုတယောက်စုပ်ကင်ပြီးတော့ပါဝင်ရမှာဖြစ်ဖြစ်ပါတယ်။ဒါကို Han Across America လို့ခေါ်ပြီးမြေအောက်ကအန်တီအဆစ်ဟာဒီအရေးပုံပွားအလုံးကိုဥကြီးဥဆောင်လုပ်ပြီးတစ်ချိန်တည်းမှာပဲဥမင်လိုင်းကောင်းတွေကနေတဆင့်မြေပြင်ပေါ်ကိုတက်လာခဲ့ပါတယ်။အရေးပုံပွားတွေကသူတို့ရဲ့လူအဆစ်တွေကိုတတ်ပြတ်လိုက်ပြီးတော့အရှိမပြောခဲ့တဲ့ Han Across America ကိုလှုပ်ဆောင်ကြပါတယ်။ဒါဆိုဒီရေပုံပွားတွေကဘာလို့သူတို့ရဲ့အစစ်မှန်တွေကိုတတ်ပြရတာလဲ။တတ်ပြီးရင်ဘာကြောင့် Han Across America ကိုလှုပ်ကြတာလဲ။ဒါကိုအရင်မပြောပြခင် သူတို့ရဲ့ဝိစုံတွေအကြောင်းကိုကျွန်တော်ထပ်ပြီးရှင်းပြခြင်းပါသေးတယ်။ရေးပုံပွားတွေဝတ်တဲ့အနီရောင်ဂျမ်စုဒါမှမဟုတ် cover all whistle ဟာသူတို့ကိုသူတို့ထောင်သားတွေလို့ပြောကျင်တာပါမြေပြင်ပေါ်မှာလူတွေဟာအဝတ်စားလှလှလေးတွေနဲ့ပျော်စရာကောင်းနေပြီမယ့ မြေရောက်ကသူတို့မှာတော့ထောင်သားနေလို့အကြီးတန်းနေလို့ဆိုလိုချင်တာပါအနီရောင်ရဲ့အတိတ်ဘယ်ကတော့ရက်ဆက်ချင်းဒေါသကြီးခြင်းတွေနဲ့လည်းပတ်သက်တာကြောင့်ဒီနေရာမှာအရေးပုံပွားတွေရဲ့စိတ်နေစိတ်ထားကိုဖော်ပြနေပါတယ်ညာဘက်မှာဝတ်ထားတဲ့လက်အိတ်ကတော့သူတို့ဟာအလုတ်သမားတွေလို့ပြုံမူနေထိုင်ရတာကြောင့်ဝတ်ထားရတာလို့ပြောချင်တာဖြစ်ပြီးရွှေရောင်ကကြေးကတော့တန်မိုးရှိခြင်းအိမ်တိုင်းမှာနေရာဆုံးအုံဝင်ခြင်းဒီနှစ်ခုကိုပြောင်းပြန်လာရင် တန်ဖိုးမဲ့ခြင်းအလေးထားမခံရခြင်း အိမ်တိုင်းမှာအသုံးဝင်တယ်လို့လို့ရှိပေမဲ့လူသက်လက်နက်အဖြစ်လဲသုံးလို့ရတယ်လို့ပြောချင်တာပါဒီချက်တွေအားလုံးကိုခြုံငုံသုံးသက်လိုက်ရင်အရေးပုံပွားတွေဟာမြေပြင်ပေါ်ကလူတွေလို့စိတ်ဝိညာဉ်တူနေပေမဲ့မြေအောက်မှာတက်ထက်တဲ့လှုပ်ဆောင်နေရတဲ့သူတို့အတွက်ကတော့မပြည့်စုံခြင်း၊နာကျင်ခြင်းတွေကနေပေါ်ပေါက်လာတဲ့ဒေါသတွေဟာမြေပြင်ပေါ်ကလူသားတွေအတွက်တည်ဆုံးဖို့ဖြစ်လာခဲ့ပါတယ်လူသားအစ်စ်တွေကိုတတ်ပြီး Hand Across America ကိုလောက်တာဟာ မိပြင်ပေါ်မှာတော့လူသားချင်းစာနာနားလည်ဖို့ဆိုတဲ့ခေါင်းစဉ်ကိုတတ်ထားပြီးမယ်တကယ်တမ်းမှာတော့အောက်ခြေလူထန်းစားတွေဖြစ်တဲ့သူတို့ကိုတော့လိလူရှူထားတော့မယ်လို့ဆိုလိုချင်တာပါ Jeremiah 11:11ဒီစကားစုဟာ Christian တမန်ကျမ်းစာအလားလားဖြစ်ပြီးအဓိကအချက်တွေကတော့ဘေးဒုက္ခရောက်မယ်ဖျားသခင်ကလိလူရှူမယ်မိမိဘာသာရုံးကန်ရှာဖွေရမယ်စာအတွေပါဝင်ပါတယ် Jeremiah 11:11ကို Andy Assit ဟာ Santa Cruz ပွဲစီမှာတွေ့ခဲ့ပြီးဘေးဒုက္ခရောက်ခဲ့ပါတယ်။သူဒုက္ခရောက်သွားတော့ဘယ်သူမှမကူညီခဲ့ပါဘူး။ Andy ဟာမိမိကိုယ်ကိုရှာဖွေပါဆိုတဲ့ Vision Quest Find Yourself ဆိုတဲ့အင်ကြီးလေးကိုဝင်သွားပြီးမိမိကိုယ်ကိုရှာဖွေမှုမှာ Lost Yourself ဆိုပြီးဆုံးရှုံးသွားခဲ့ပါတယ်။ Jeremiah 11:11ဆိုတဲ့စကားစုမှာ11 11ဟာမှန်တစ်ချက်လိုပဲကနန်းတလုံးချင်းစီပုံစံဆင်တူနေပါလေ။ ဒါဟာအန်ဒီအစ်စ်နဲ့အန်ဒီအတူတို့တွေ့ဆုံတော့မယ်လို့ညွှန်းဆိုထားတာပါဒါကြောင့်ဒီ11 11ကို အန်ဒီအစ်စ်ကဆန္နာခရုညာပွဲစီမှာတွေ့ခဲ့တယ်လို့အရေးပုံပွားအန်ဒီအတူဟာသူ့သားဂျေဆန်နဲ့အခန်းထဲမှာစကားပြောနေတဲ့အချိန်နိုင်မှ17:17မိနစ်ကို တွေ့ခဲ့ရပါလေဒီ11 11ကိုတွေ့ပြီးရနောက်အန်ဒီအတူတို့အိမ်ရှိမှာအနီးရောက်မိသားစု၄ယောက်ရောက်လာခဲ့ပါလေ ဆိုတော့ဒီ eleven eleven ကကြိုတင်ဟောကိန်းလည်းဖြစ်တယ်လို့မကောင်းတဲ့အရာ တွေတွေ့ဆုံတော့မယ်လို့တတိပေးထားတာလည်းဖြစ်ပါလေ Jeremiah 11 11အပြင်နောက်ထပ်ထူးခြားချက်တွေကတော့ကြောက်တုံး19ကကြီးစွန်နေတဲ့ဇုံတွဲကို Andy အစ်စ်ကတွေ့ခဲ့ပါလေအဲ့ဒီကစားနီးဟာ Andy ကြုံတွေ့ရမယ့်အရာကိုထပ်ဆင့်ပြောပြထားတာပါကြောက်တုံးက အားနဲ့ခိုင်မာမှုကကြီးကဖြတ်တောက်မှုပြက်သားမှု19ကနူးညံ့မှု ဓာရီကိုပြောင်းပြန်လန်လိုက်ရင်အရေးပုံပွားတွေအတွက်ဒေါသကြီးမှုတက်ဖြတ်မှုနဲ့ကြမ်းဖက်မှုတွေပဲဖြစ်ပါလေ။ကဲဒီလောက်ဆိုရင်တော့အရေးပုံပွားတွေနဲ့ပတ်သက်ပြီးသူတို့ရဲ့စိတ်နေစိတ်ထားဖြစ်ပေါ်လာပုံတွေနဲ့အန်ဒီအစ်စ်ဒုက္ခမရောက်ခင်ကြုံတွေ့ခဲ့ရတာတွေကိုသိသွားလောက်ပြီလို့ထင်ပါလေ။မနေ့ပြန်မှာတော့ဒီစကားထဲမှာဒါရိုက်တာပေးကျင်တဲ့ရည်ရွယ်ချက်နဲ့ပုံမှုရှုပ်ထွေးတဲ့အပိုင်းလေးစီကိုဆက်သွားပါမယ်လို့ပြောရင်နောက်ဗီဒီယိုမှာတွေ့ကြပါမယ်။